ဆရာကြီးတကုံရဲ့စာပါဆရာကြီးတကုံရဲ့စာတွေဖတ်ရင်တွေးမိလို့သိမ်းထားတဲ့ပညာရက်တွေတဲကတခုလို့ပြောရင်မမှားပါဘူးအိမ်ဆောက်တဲ့အခါလိုအပ်ချက်တွေကိုသိနိုင်ဖို့အတွက်ကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဆရာကြီးတကုံရဲ့မူရင်းစာစုကိုပဲဖော်ပြလိုက်ပါတယ်အသက်တွက်ပြီးမှအိမ်ဆောက်ပါတယ်အိမ်ဆောက်တော့မယ်ဆိုအသက်တွက်ပြီးမှအိမ်ဆောက်တဲ့နယ်ဆိုပါတယ်ဒီချက်ကိုလင်္ကာနဲ့ညွှန်းထားပုံကအိမ်သစ်ဆောက်လို့များလို့ပို့ တက်ကိုရှစ်နဲ့စားတခုကျွင်းမှုတထေးယူနှမှုတကြွယ်သားလေးခုကျွင်းညာရွှေလေကားငါးကားရွှေပြတ်သက်36ခုနှစ်သုံးပုံလက်အိမ်သစ်မဆောက်အပ်တဲ့လင်ကားရဲ့ဘောဒီလိုပြကိုရဲ့တက်ကိုရှစ်နဲ့စားပြရောက်စဲတက်ကိုပေါ့တစ်ကျွင်းဒီနှစ်မှာအေးဆောက်တဲ့အတွက်တထေးဖြစ်နိုင်တယ်လို့နှစ်ကျွင်းရင်တကြွယ်ဖြစ်တဲ့တဲ့လေးကျွင်းရင်တော့ဘဝရဲ့ အစင်မြင့်မှုကိုရမှာဖြစ်ပြီးငါးကျွင့်ရင်ဒီထက်ကောင်းပါလေ၃၆နဲ့ခုနှစ်၃ညကျွင့်တဲ့နှစ်ဒီမှာအိမ်အစ်စ်မဆောက်တင်ပါဘူးဆောင်းရင်ဆောက်သူဖို့ဘေးများတယ်စီးပွားပြတ်တဲ့ယောဂဗျာထူပြောတာဖြစ်နိုင်ပါလေအင်းသစ်ဆောင်မမြင်ရရပါအောင်မယ်အင်းသစ်ဆောက်တဲ့အသက်ရောက်လို့ကအင်းသစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်ဆောက်မမြင်လေရွေးချယ်ပါမယ် စနေတကြရွေးချယ်မှာအင်ရှင်အတွက်ကောင်းမှုတော့ဘေးရန်အတွက်တွေကင်းဝေးနိုင်ပါလေမြေရွေးနီးလင်္ကာကတော့ဒီလိုပြအစင်းဖြူညာမြေပုံနာစီးပွားဖြစ်တဲ့စွာအစင်းနီးလွင်မြေပြင်မင်းလင်ဖြစ်တဲ့ပါအစင်းနဲ့ကမြေဒါသဒုက္ခဘေးတွေ့ရာအစင်းဝါပြီးမြေပဂတိဒုက္ခအဝေရာအစင်းပြရန်ကေတပံနိုင်ငံတီထောင်ရာမြေမင်းပုံနာကျောင်းဝင်များစောက်ထားစီရတာ မေဒသမှာဥယင်သာလေမှာလုတ်လီပါမေပဂတိကိုယဟန်ဆို နေလို့ကောင်းလေဆိုရတဲ့လင်္ကာသဘောပြမြေရောင်စင်းကိုကြည့်ပြီးအိမ်ကြောင်စီရဥယင်တီထားတင့်တယ်ဆိုတဲ့သဘောပြတေချာပြောရင်တော့အစင်းဖြူတဲ့မြေကိုမြေပုံနာလို့ခေါ်တယ်ဒီမြေမှာအိမ်ဆောင်ရင်အရှင်အားစီးပွားတက်ချမ်းသာမယ်မြေစင်းနေဒီမြေကိုမြေပြင်လို့သတ်မှတ်တယ်ဒီမြေမှာအိမ်ဆောင်ရင်အရှင်အားကြီးခဲ့ဖြစ်မယ်အများရဲ့ကြီးညိုလေးစားမှုခံရမယ်ဒီမြေဟာမြေစီမြေနစ်များတဲ့အတွက်ဥယင်ဆိုင်ပြောတာ လေလောက်ကိုင်းတာလုတ်တင်ပါတည်းအစင်းရောင်ခပြပြရှိတဲ့မြေကိုတော့ကေတပားလို့ခေါ်ပြီးနိုင်ငံ့ကြီးကလေးရဲ့အရေးပါတဲ့ဆောင်းလေးစောက်တင်တယ်လို့ယူဆပါတယ်မြေစင်းဟာဝိုင်းပဂတိမြေသားဖြစ်သတ်မှတ်ပါတယ်ဒီမြေဟာအိမ်စရက်ထက်ယဟန်တန်ဃာတော်များသတင်း300ကျောင်းစောက်တင်ပါတယ်ရန်သံဃာတော်များကြည်လင်အေဂျင့်စွာတရင်သုံးပြုံမွေ့စေနိုင်တဲ့မြေမျိုးပါဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့အသက်လေးရောက်ပြီးစောက်တဲ့မြေလေးရပြီကဲအိမ်သစ်ဆောက်ကြစို့တခုကြံသေးတယ် ဘယ်လာမှဆောင်မလဲလင်္ကာလေးကိုဖတ်ကြည့်ပါဦးဒါကတော့မြမလာတယ်လာပါဗျာလာတကူမှအိဆောက်ခါချမ်းသာပြည့်ကျွယ်ပါတယ်လာကစုံစံစပါပေါများကျွယ်တက်လာဘာကောင်လာမှအိဆောက်ကဥစ္စာတိုးပွားရနတော်လာမှအိဆောက်လင်ပေါ်ထွန်းကြော်စောစွာပြာသူလာမှလူတကာများစွာချီးမွမ်းရတပေါင်းလာဝဲချမ်းသာကျွယ်စောင်းပွဲဤ၆လာတဲ့လင်္ကာပြောတာရှင်းရှင်းလေးပြော အချင်းယုံဆိုရင်တော့တကူးကစုံဝါကောင်းနတော်ပြသူတပေါင်းအဲ့ဒီမြန်မာလာတွေမှာအဲ့ဒီစောက်တင်ပါလေစောင်းရင်ကောင်းလေတူလာနဲ့သူစီးပွားတက်တာစပားထွက်တာချမ်းသာတာထင်ပေါ်ကြော်ကြတာတွေဖြစ်ပါလေဒါကြောင့်အဲ့ဒီ6လမှာအိမ်သစ်ဆောင်ပြီးစပားဆိုင်တဲ့လအလုံးများတဲ့လတွေဖြစ်တဲ့နယုံဝါဆိုတော်တလင်းတရင်ကြော်တဆောင်မှုတပိုးတဲ့ဒီလတွေမှာအိမ်သစ်မဆောင်တင်ပါဘူးလာရွေးပြီးရင် နေလဲရွေးပေးဦးမယ်ဒီလိုအိမ်သစ်ဆောင်ဖို့လာရွေးပြီးတာနဲ့ကြိုက်တဲ့နေ့မှာစတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး ။တင်းလျော်တဲ့နေ့ရွေးဖို့ကိုလည်းလင်္ကာနဲ့လမ်းညွှန်ထားပါလေ။လင်္ကာလေးကဒီလိုပါ။တနင်္ဂနွေတွင်အိမ်ဆောက်လျင်မွှင်စိတ်တော့ကနေ့တနင်္လာလွန်ချမ်းသာအင်္ဂါလက်ကြီးရဘုဒ္ဓဆောက်ခစိတ်ငယ်စွာရန်ခါချမ်းသာရဇာတာပရိမအိမ်ဆောက်ကယောဂကင်းစင်ပါနေကားတော့ကြအေးကြီးစွာရန်ဖတ်မှုပင်ရစနေနေ့မူရတဲ့ဒီလင်္ကာရောဗျာတနင်္ဂနွေဘုဒ္ဓဟူတောက်ကြစနေအိမ်အစ်စမဆောက်တင်ပါဘူး ဗော်လူနဲ့တောက်ကြမှာအတင်းအတင်းကောင်းပေမဲ့စနေတနင်္ဂနွေမှာလုံးဝမကောင်းဘူး။စပြီးစောက်တင်တဲ့ရက်တွေကတော့တနင်္လာအင်္ဂါကြာတာပြေးနေပါ။ဘာကြောင့်စောက်တင်လဲဆိုတော့လင်္ကာမှာပါပြီးသားပါ။မြေကျအားကဟောတဲ့ဘေးတင်ကိုအိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့မြေကျအားမြေရဲ့တိတ်တီးချင်းကကိုကိုဘေးတင်ဟောတတ်ပါတယ်။ဟောဘုံကအိမ်ကြောင်းဆောက်ရမြေကိုသာတေးချမှတ်ပြီးမှပေါပေါဆန်ပန်းဒိတ်ထံမှန်ချိန်တော်ကြည့်အလှ တကြက်ပြည့်လက်ဒံစင်ရက်တက်နှစ်ကြက်ဒုက္ခရ၃ကြက်လေးကြက်မတောင်းတက်၅ကြက်မြတ်တာမြ၆ကြက်မှလောက်ခုနှစ်ကြက်အရက်ပြောင်းရွှေရ၈ကြက်ဥစ္စာပေါများပါကောဘာတိတ်တီကံ30ဘီမ7ကြက်တိုးတက်သက်စီဝ72 73ချင်းကြုံရွှေပြောင်းချမ်းတုခါ14ကြက်ခင်15ကွင်းလူရှင်မှန်တက်စွာ16ကောင်းစွန်19အလွန်မြတ်ထက်စွာ ချိန်ကျကောင်းစွာအင်ကြောင်းရာစောက်ခါနေထိုင်ကြ။ကြံတိုင်းလဲအောင်သိတိဆောင်လူပုံကြော်စော်လာတဲ့။ဒီတင်ငါဘာသာပြန်ရရင်တော့ဗျာအင်ကြောင်းစောက်ဖို့မြင်းနီယာအတိကြရပြီဆိုရင်မြေပေါ်မှာဆံမဲပေါက်ပေါက်နဲ့ဖြန့်ကျဲပူဇော်ပါဒိတ်ထံပြုတစ္ဆာဆိုပါတိကျမှန်ကန်တဲ့အတိတ်တပောင်နမိတ်တွေပေါအောင်စုတောင်းမှာပြီးရင်တရင်နဲ့မြို့တကောကောပါကြားတဲ့မြေတကောစာကိုစက်သားနဲ့ချိန်ကြည့်ရတယ်မြေတကောစာချင်းတူပေမဲ့လေးချိန်မတူနိုင်ပါဘူးဒါကမြေကြအားတမဟုတ်မြေရဲ့တိတ်သီးမှုချင်းမတူလို့ပါ ဒီမြေကြီးအားဟာအင်းဆောင်မဲ့သူအတွက်အတိတ်နိမိတ်ပါဘလို့အတိတ်နိမိတ်လဲဆိုတော့သူရင်းမြေတကောစားဟာတစ်ချက်သားရှင်ဆင်းရဲမယ်နှစ်ချက်သားဆိုဘေးဒုက္ခတွေ့မယ်သုံးချက်လေးချက်သားဆိုသိမကောင်းငါးချက်သားရှင်လူတကာချစ်ခင်ခံရမယ်၆ချက်သားလိုက်ရမယ်ခုနှစ်ချက်သားရှင်အရာဘပြောင်းရွှေ့ရတဲ့၈ချက်သားဥစ္စာဒနာပေါ်မယ်၉ချက်သားရှင်သိတိပေါင်းပြည့်စုံတယ်၁၀သားရှင်တော့ဘေးဥပတ်တွေ့တယ်၁၇ချက်သားရှင်အသက်ရှင်မယ်၁၂ချက်၁၃ချက်သားရှင်ရင်တော့ပျော်ရွှင်ချမ်းသာစွာနေရမယ်၁၄ချက်သားရှင်ချစ်ခင်သူပေါ်မယ် 15ကျက်သားဆိုတော့မှန်နေသူဖြစ်မယ်16ကျက်သားရှိရင်ကောင်းနေပြ18ကျက်သားဆိုရင်တော့ဒေါသအမျက်ထွက်စာကြီးဖြစ်ပါမယ်ရိုးရဒလိပ်ပနဲ့ရိုက်ပေါ့ဒီလိုမျိုးကိုစနစ်တကျရွေးအင်းဆောင်မဲ့နှစ်လရက်မှာတေးကြရွေးပြီးလို့အင်းဆောင်ပြီးဆိုရင်စစချင်းဆောင်ရွက်မှာပနဲ့ရိုက်တာပါပနဲ့ရိုက်မှာထုံနဲ့ဆင်လာရမြေဆောင်နဲ့ပူဇော်ရတယ်ပူဇော်မှာတင်လူကားတဲ့အကြတွေကတော့တားသက်လွတ်ထမင်းနဲ့ယူစုံပါဒါတွေကိုဖက်သက်သက်နဲ့ထပ်ပူဇော်ရပါတယ် ပူသွားမှရတဲ့စုတောင်းကတလို့ပါရိုးရဆင်လာထင်းသိမ့်မှတနေ့နေ့နဲ့ပြောပြခြင်းပါလေ။အုံဘုံမိရာစာမြေတင်ချကိုအစိုးရတဲ့ငကားတဲ့နေ့မြေနမေ။ကောင်းခြင်းနိုင်မြေပနဲ့တဲကစသည်ယုံမောင်းချပေါင်းတော်မို့ဤသို့တကြောင်ရှိသူဟောင်းတို့။မကောင်းချွလွယ်မြေတဲ့လားမြုပ်ရုပ်စင်းချဆိုရေးစတာဒေါသကင်ကြီးကောင်းရာစေတော့သူသွေးသူညာဆရာပြူဟောင်း ၎င်းတစီနေတွင်ဒီကဝဝေရှာဖျားရုပ်ထုစင်တူမလွတ်တတ်တော်မူတော့ရှိသောညာလဲကော်ရော်ယွညွတ်နဲ့တကာတို့မပါစေကြောင်း ရေချောင်းစေမိအလျန်တီရောင်ကြီးကြီးလင်ပန်းကြီးနဲ့ဝဲကျူနဲ့ရကကိုင်ဆွဲကနဲ့အင်္ဂါလက်ရာစေကလဝဲကိုင်ဆွဲနေမြေတင်ချပတ်တမလွတ်ယွန်းချွတ်တော်လဲလက်ရှင်ပွဲတော်စတော်ခေါ်လို့ဒီလိုမျိုးဖြစ်ပါတယ်ပြီးတော့ဒီလိုပူဇော်ဆုတောင်းပြီးရင်တော့ စံပန်းပပောင်းနဲ့မြေကွက်နှက်ပြဲကျဲချပြီးတော့ပန်းနဲ့ချလို့ရှိပါတယ်။တိုင်ထွင်ရှောင်းရမဲ့သားတွေကအိမ်ဆောင်မှာမတုံးသေးတဲ့သားတွေကိုပဲညှို့ပြထားရှိပါတယ်။ဒီသားတွေကတော့မိเจ้าမအူတခုတ်ရှေရှားတီးသားတပြေသားသစ်စိတ်ရေးတကားသားကေလာသားလက်ဖန်သားလဲဝါသားဖြစ်ပါတယ်။မိဘတဲ့ခြောက်လုံးရဲ့အမည်တင်ကြမြမယူရအိမ်မုံစံရအဓိကကြတဲ့တန်ခြောက်လုံးရှိတယ်ဒီတန်ခြောက်လုံးနဲ့အမည်တွေကတော့အရှိမြောက်စုံပင်လဲအရှိတောင်ဦးယူအလယ်မြောက်ကျင်ငန်းမှာအလယ်တောင်ကျင်ငန်းဖို့နောက်မြောက်တပြည့်နောက်တောင်ကုံပြီးတဲ့ ဒီတိုင်း6လုံးမထူခင်မှာတိုင်ဆက်မဲ့ခြင်းတွေကိုဟောဒီတိုင်းဆန်ရဆန်ရသွန်းလို့မြောက်ပါလေ။ကျန်ငန်းဖို့ခြင်းတဲ့ဗရံများစီရင်လောင်းမယ်။ကျန်ငန်းမခြင်းတဲ့ခဲရီကူယူတိုင်းဆိုင်မဲ့ခြင်းတဲ့ဂျေးနီမြုပ်စုံပင်လန်တိုင်းဆက်မဲ့ခြင်းတဲ့ဆန်မြုပ်ကုံပီတိုင်းဆက်မဲ့ခြင်းတဲ့ဂျေးဖြူမြုပ်တပြေတိုင်းဆက်မဲ့ခြင်းတဲ့ခဲမဖြူမြုပ်ဒီတိုင်းနစ်မဆိုင်မီကတခါတည်းမကန်အောင်စနစ်တကျစိုက်သူပနတ်သေးချချထူထူပြီးတော့မှမကြိုက်လို့သဘောမကျရင် ပြန်နှုတ်ပြန်ဆိုင်တာမျိုးမဖြစ်စေရဘူးဒါလေးရှောင်ရပါလေ။ အိမ်ဆောင်ရမှာရှောင်းသိမ်းနိုင်လည်းရှိပါတယ်ဒါတွေကတော့အိမ်ဖြစ်တဲ့အတွက်တိုင်းနေပေါင်းဒီမှာကနုတ်ပန်းဆွဲတွေတစားမစင်အပ်ထုတ်တမ်းမစုတ်ခင်ရဲမတင်တာမျိုးမလုပ်အပ်ရဲမတင်ပြီးမှထုတ်တမ်းစုတ်ကမယ်ကြမ်းကင်းထက်ကျော်ပြီးရှည်ထွက်တဲ့တိုင်းနေမရှိရဘူးရှင်းဖြက်ခေါင်းယိုးနဲ့ခေါင်းရှောက်ခွမတင်ခင်မှာလည်းကြမ်းမဖောက်ကထုတ်တွေတန်းနေအစွန်းထက်တွေမရှိစေရရှည်ထွက်ရင်ဖြက်ပြီးတော့အိမ်မစောက်ခင်ကဝင်းထရံကိုကြိုမခတ်ရဘူးအိမ်ဆောင်မှာဝင်းခတ်ရမယ် အင်းသစ်ပြီးလို့အင်းသစ်တက်မယ်ဆိုတပြေသားကင်တက်ကြတယ်ចောင်းသစ်တက်မယ်ဆိုတနခါဆောင်မိတက်ကြတယ်ဒါမှဘေးရန်ကင်းနိုင်မယ်လို့ဆိုပါတယ်အင်းကာကွယ်ကတော့အင်းသစ်မှာနေထိုင်တဲ့မိသားစုတွေဘေးဥပတ်အန္တရာယ်တွေကင်းအောင်ကာကွယ်ကြပါတယ်ကာကွယ်ဘုံကတော့အရှိတောင်ကတိုင်းမှာတိနောက်တောင်ကတိုင်းမှာနအမြောင်းလောမြောင်းကတိုင်းမှာပြီးရှင်းမြောင်းကတိုင်းမှာဘူးဆိုပြီးရပါတယ်အဲ့ဒီစကလုံးတစ်လုံးစီရဲ့အသိအပေကတော့တိကတကြနာကနကဘိတ်ကဘိတ်တဲ့တို့ဘူးကဖျား ဒီစာရေးတဲ့တိုင်တင်ကိုရွှေငွေစင်ကြောက်ရည်တဲ့တုံးလုံးပေးရတယ်ဒီလိုလုံချင်းအဖြစ်အင်းသူအင်းသားတွေဘေးဥပက္ကင်းမယ်အသက်ရှင်ချမ်းသာခြင်းနဲ့ပြည့်စုံမယ်ကိုယ့်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံလေကဲဒါကတော့ဆရာကြီးတကုံပြောပြခဲ့တဲ့အတိုင်းကျွန်တော်အနေနဲ့ရေးဖော်ပြတာဖြစ်ပါတယ်ရှောင်းအောင်အချက်တွေဖြစ်ပါတယ်ခင်းတဲ့လျော်ညီမလျော်ညီတဲ့ဆိုတာကတော့ရှိပါတယ်ခုခေတ်ကတော့အများသိတဲ့အတိုင်းလလည်းမရနေလည်းမရဘူးအဓိကအပြင်ဘီလက်မြေစေးအုပ်စေးတန်စေးကြားတဲ့ချိန်ကိုစောက်တယ်ဒီလိုမျိုးပေါ့ဗျာ နောက်ပြီးတော့ရာသီဥတုဆိုမိုးရင်းကိုမဆောက်ဘူးရာသီဥတုတာယာမျက်တာတဲ့လတွေကိုစောက်တယ်နောက်ပြီးတော့အိမ်ဆောက်တဲ့ရက်တွေကိုလည်းမတွက်ဘူးစောက်ရှင်တဲ့အချိန်စောက်တယ်ဥယူတိုင်ထောင်းတာလေးဘာလည်းမရှိတော့ဘူးတိုက်စောက်စားဆိုတော့တခါတည်းပိုင်နဲ့နဲ့ရိုက်ပြီးကိုသေးချာကိုကိုယ့်ကိုထူပြီးစိုက်တယ်ဒီလိုပေါ့ဗျာဒါကတော့ခင်းနဲ့ညီပြောင်းလဲသွားတဲ့ပုံစံလေးပေါ့ကျွန်တော်နေရကတော့ဒီဟာနဲ့ပတ်သက်ပြီးဘုဒ္ဓရနင်းကဖော်ပြပေးလိုက်ရတာပါနောက်အဆင်ပြေတဲ့အတွက်ထူးပဲကျေးဇူးတင်